ခုံခုံဖျားမြမာတို့ယုံကြည်သည့်အချစ်နဲ့သို့မဟုတ်ဖူးစာရေးနဲ့သည့်နတ်ပြည်၆ထက်တွင်မြည်သည့်ပုံကဆင်းသက်လာပါသည်နီသာသနာ့ဘကျမ်းတွေရဲ့အဆိုအရကိုကိုစောင်းတဲ့နတ်၁၁ယောက်ရှိကြောင်းတမန်နတ်စခုဒီပဏိကျမ်းမှာဆိုရဲလုံးတော်ဆရာတော်အရာ ကာလကဏ္ဍဆိုတဲ့အယုတ်ကိုသာဖြစ်စေသူဆိုတာကိုပါထည့်ပြီး ကိုစောင်းနတ်၁၂ပါးရှိကြောင်းနဲ့ယင်း၁၂ပါးသည်ပိဋကတ်တွင် မလာပိဋကတ်အလိုကိုစောင်းနတ်တစ်ပါးသာရှိကြောင်းသိရပါတယ်တဲ့ တတပါကနဖူးစာကိုရေးမှတ်သူနဲ့သူရဲ့တတိပညာကို ပွားစေသူ၃တကြစီးစိမ်ဥစ္စာကို ပေးသူ၄မဟိရာဇအိမ်မက်ကိုပေးသူ၅ဝါမတူရနိမိတ်ကိုပြသူ၆စနတူရအလှပေးသူကိုမှတ်သူ၇ကြက်ရဝါကာမတုခကို ပေးသူ၈ရောတကသွားလျာလိုက်၍စောင်းမတူ၉ကလျာဏမိတ်တကောင်းသောစကားကိုမှတ်သားသူ၁၀ဆန္နာဒေဝီစက်တရီကိုစောင့်သူ ်ဆက်တနရိနာဒေဝီအိတ်တော်အခါဥကောင်းရင်းကဆောက်ရှောက်သူလိုဖြစ်ကြပါတယ်။အချစ်နဲ့ဖူးဆာရင်းနဲ့ဆိုတာအထက်ပါဆက်တမျိုးတွေကအမတ်တတတပါကသူမဟုတ်တတပါကနတ်ဆိုတာဖြစ်ပွဲရှိပါတယ်။လောကီကျမ်းတတနာပါကျမ်းတွေမှာလာတဲ့နတ်တမျိုးဖြစ်လို့နတ်ပြည်၆ထက်ကနတ်မဟုတ်ဘူးလို့ဆိုခွင့်ရှိတယ်။